VOA TV သတင်းတော်အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်ရှင်။နမေကျော်အဆိုတော် Sean Mendes ဟာစိတ်ဖိစီးမှုကြောင့်ဖျော်ပြေးခီးစဉ်ကိုဖျက်လိုက်ပါတယ်။ Colombia နိုင်ငံကမိချောင်းတရေဒီဇိုင်နာလက်ကိုင်တွေကို American ကိုခိုးသွင်းမှုနဲ့ဖန်ခံရပါတယ်။ဒီလိုထင်ပေါ်ကျော်ကြားသူတွေနဲ့အမှုပညာလောကသတင်းတွေကိုတက်တက်ရောင်သတင်းတော်အစီအစဉ်မှာမအေးတနာကျော်တင်ပြထားပါတယ်ရှင်။ ကနေဒါဆိုတော့ရှောင်းမန်ဒက်စ်ဟာသူ့ရဲ့ကမ္ဘာလက်ဖျော်ရည်ခီးစဉ်ကိုရွှေ့ဆိုင်းလိုက်တယ်လို့ဇူလိုင်လ10ရက်နေ့ကပဲကြေညာသွားတာပါ။သူမခံနိုင်တဲ့အဆင့်ကိုရောက်ရှိသွားပါပြီ။သူ့ရဲ့စိတ်ကျန်းမာရေးအတွက်အားယူပါမယ်လို့သူပြောသွားတာဖြစ်ပါတယ်။တချင်းတွေကမ္ဘာကျော်ပေါက်တဲ့ရှောင်းမန်ဒက်စ်ကအခုလိုပြောရတာလဲရင်ကွဲရပါတယ်။ဒါမဲ့ကဲမကောင်းအကြောင်းမလားဆိုတော့ပဲဒါမဲ့သတင်းမှတ်၃ဘတ်အတွက်စီစဉ်ထားတဲ့ပွဲတွေကိုရွှေ့ဆိုင်းရပါတယ် ကျင်းပနိုင်မယ့်ရက်ကိုထပ်ပြီးကြီးညာပါမယ်လို့သူရဲ့ Twitter နဲ့ Instagram လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသွားပါတယ်။သူက15နှစ်သားတဲ့ကဖြောပြေးခီးထွက်ပြီးတော့တည်ဆူလာတာပါ။ဒီလိုမိဘဆွေမျိုးတွေနဲ့ဝေးပြီးတော့လမ်းပေါ်မှာပဲနေနေပြီးတနေရာကနေတနေရာရွှေ့ခီးတွေဇက်တိုက်သွားရတာလုံးဝမလွဲပါဘူး။လမ်းပေါ်မှာကြီးနှစ်တော်ကြာနေလာခဲ့ပြီးအခုအိမ်ပြန်သွားဖို့အချိန်ရောက်ပါပြီဆိုပြီးတော့လေသူရေးထားပါတယ်။ ူဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတငယ်ချင်းတွေနဲ့လည်းတိုင်းပင်ဆရာဝန်နဲ့လည်းစကားပြောပြီးတော့မှစိတ်နာယူဖို့လိုအပ်လို့ခုလိုနားရတာပါအခြေအနေပြောင်းလဲရှိတာနဲ့ပြောရမယ်ဆိုပြီးတော့လည်းရေးထားပါတယ် Love you guys ခင်ဗျားတို့ကိုချစ်ပါတယ်လို့သူအဆုံးမှာရေးထားပါတယ် Shawn Mendes ကဇွန်လ28ရက်နေ့ကပဲ Oregon ပြည်နယ် Portland မြို့မှာပထမအဆုံးပွဲအနေနဲ့သူရဲ့ဖြောပြေးခီးစဉ်ကိုစတင်လိုက်တာပါ2020ကထွက်တဲ့ Wonder ဆိုတဲ့သူ့ရဲ့တေးတက်ပြားကို ြော်ညာဖို့အတွက်ထွက်တဲ့ခီးစဉ်လည်းဖြစ်ပါတယ်။ Shawn Mendes ကသူ့ရဲ့စိတ်ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းအများနဲ့ပို့ပွင့်လင်းလင်းပြောပြရတဲ့ပြီးတော့သူ့ရဲ့တချင်းစာသားတွေနောက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာသူ့ရဲ့ပရိသတ်ကိုရေးတဲ့စာတွေမှာအမြဲပါတာဖြစ်ပါတယ်။အသက်23နှစ်ပဲရှိသေးပြီးတော့အထူးလဲအောင်မြင်တဲ့ Shawn Mendes ကသူနဲ့တွေ့တဲ့ဆိုတော့ Camila Cabello နဲ့ပနစ်ကနှစ်ကုံမှလည်းပြတ်သွားတာဖြစ်ပါတယ်။သူတို့နှစ်ဦး2019မှာတော့အတူတူတွဲပြီးတော့ နာမည်ကျော် Seniorita ဆိုတဲ့တခြင်းကိုလည်းအတူတူဖန်တီးခဲ့ကြပါတယ်ရှင်ကိုလံဘီယာနိုင်ငံမှာတော့တကယ့်နာမည်ကြီးထိတ်တန်း fashion designer တယောက်ဖန်ခံလာရပါတယ် Sex and the City ရုပ်သံဇာတ်လမ်းတွေတွေကဇာတ်ရုပ်တွေပြီးတော့အပြင်ကတကယ့်နာမည်ကျော်တွေကသူ့ရဲ့ fashion လက်ရာအစင်တစားတွေကိုအမြဲတမ်းအသုံးပြုတာပါ designer Nancy Gonzalez ကို Colombia နိုင်ငံ သူ့ရဲ့ဇာတိမျိုးဖြစ်တဲ့ကယ်လီမျိုးမှာတောက်ကြံတဲ့ဇူလိုင်လ10ရက်နေ့ကဖမ်းလိုက်တာဖြစ်ပါတယ်။မိချောင်းတေလက်ကရဲ့အိတ်တွေကိုခိုးသွင်းမှုနဲ့အမေရိကန်ပြည်အောင်စုကိုပို့ပြီးတော့တရားစီရင်မှာပါ။အမေရိကန်တောင်ပိုင်းခရိုင်ဖလော်ရီဒါတရားရုံးမှာသူ့ကို တရားစွဲထားပြီးတော့အပြစ်ရှိတယ်လို့အမိန်ချခဲ့ရင်ထောင်ထဲ25နှစ်နဲ့နောက်ပြီးငွေတန်းဆိုရင်ဒေါ်လာ5သိန်းအထိတရားရိုက်ခံရနိုင်ပါတယ်။အမေရိကန်ပြည်အောင်စုမှာကမိချောင်းတေကရောင်းချခွင့်ရှိပေမဲ့လည်း ရောင်းချဖို့အတွက်ခွင့်ပြုမိလို့ပါတယ်။အဲ့ဒီခွင့်ပြုမိရဖို့အတွက်ငွေလဲအတော်ကုန်ကြခံရပြီးတော့လျှောက်ထားရရှိဖို့လည်းခက်ခဲပါတယ်။ဒီဇိုင်နာ Nancy Gozales ကအမေရိကန်ပြည်အောင်စုကိုရိုးရိုးခီးသွားတဲ့သူတွေကိုငွေပေးပြီးတော့သူ့ရဲ့လက်ကမ်းအိတ်တွေကိုထည့်ပေးနေတာဖြစ်ပါတယ်။တကယ်လို့သူတို့ကအောက်ခွန်ရရှိကမေးအမျိုးတွေကိုပေးဖို့အတွက်ဝယ်လာတဲ့ဟာလို့ပြောဖို့လဲသူကတင်ပေးလိုက်တာပါ။သူ့ရဲ့လက်ကမ်းအိတ်တွေကအမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာဆိုရင် ရဲ့အစ်တဲအီကိုဒေါ်လာ1000ထိနဲ့ရောင်းချနိုင်တာဖြစ်ပါတယ်။2019ခုနှစ်မှာသူကလူ12ယောက်ကိုလင်းရင်လက်မှတ်ဝယ်ပေးပြီးတယောက်ကိုအိတ်လေးလုံးစီမောင်းခိုတဲသွားခိုင်းတာဖြစ်ပါတယ်။သူရဲ့ fashion ဖန်တီးမှုလက်ရာတွေက2018ခုနှစ်မှာနယူးယောက်မြို့ကနာမည်ကျော် Metropolitan အမှုပညာပြလိုက်မှာပြသခဲ့ပါတယ်ရှင်။